ဆရာမေးမဲ့လို့မရှိရင်ကျွန်တော်နာဂုံကြီးနာဂုံငယ်အကြောင်းတစ်ခါထပ်ပြောပြလို့ရလားဆရာတကယ်တတိယတော့နားထောင်မယ်လို့ဆရာတော့ပြေးလို့ဟုတ်ရပါတယ်ပြောပြပါဦးပြောပြပါဒီစစ်တယ်မနီအဲနာဂုံကြီးနာဂုံငယ်ဆိုတာကအဲဟောပါ ဧကပိဇာသောတာပန်ရဲ့အမြင်ကိုပြောတာပါနော်တောင်းလို့နမတ္တိကနမတ္တိကပါလဲလို့မေးတဲ့အခါကျတော့တဘာသောအရသာကိုသိနေပြီတဘာသောအရသာကိုခံစားပါ යි တော့အဖြေကပါပြီလဲဆိုတော့ဧကပုဂ္ဂိုလ်တို့ဒီဓမ္မရသောခံစား၏အဒီကပုဂ္ဂိုလ်တို့ဒီဘုမ္မတိရသောခံစားပါတယ်ဆိုပြောတာအဒီကပုဂ္ဂိုလ်နဲ့ အတိကပုဂ္ဂိုလ်ပြောပါဆိုတော့အဲ့ဒါလေမယုဗလာနဲ့မလူပြန်မှုသဘောတရားနော်အဲ့တိကပုဂ္ဂိုလ်ဆိုတာဘာကိုပြောတာလဲတိကပုဂ္ဂိုလ်ဆိုတာတန်လျာ၃ခုရှိပါတယ်တန်လျာနော်ပညာရည်ကြမ်းနေမှာဆိုင်ဥညွန်ကြီးတဲ့ပညာရည်ကြမ်းနေမှာပါပါတယ်ဟဲ့လားဓမ္မတိကအတုဒ္ဓဓမ္မပိဿသမုပ္ပါဒတန်လျာ သူကနေဒရနာမပါဘူးတန်တရာတွေကမဆက်နိုင်ကြတဲ့ပုံစံတွေအတ္တပုရိသေပုံစံတွေပေါ့နော်သစ္စာလေးပါးကိုမသိမြင်နိုင်တဲ့ပုံစံများကဟာလားအတ္တရဆိုတာမစင်ကြဲတဲ့အာယုန်တွေနဲ့ပဲကျင်လည်ကျက်စားပြီးတော့တန်တရာတွေကမဆက်နိုင်ကြဘူးအဲ့ဒါကိုအတ္တရဓမ္မပိဿတမုပါဒတန်တရာလို့ပြောတယ်အဲ့ဒါအာအန္တပုရိသေတို့ရဲ့တန်တရာဖြစ်ပါဟုတ်ကဲ့သုဒ္ဓပြိဿသမုပ္ပါဒနေရဏတန်တရာဆိုသုဒ္ဓဆိုစင်ကြဲတယ် ဲ့လားစင်ကြယ်ပြီးတော့မှတန်တရာတွေကထွက်မြောက်ဖို့ဟဲ့လားကြိုးစားနေတဲ့ပုံစံကြီးဖြစ်တယ်သူတို့တန်တရာတွေထွက်နိုင်မှာသုဒ္ဓနေဒရဏဟဲ့လားတန်တရာလို့အဒုတိယတန်တရာပေါ့နော်အဲ့ထဲမှာပုဂ္ဂိုလ်6ယောက်ပုဂ္ဂိုလ်9ယောက်နေပါတယ်တပရိသပုဂ္ဂိုလ်ရဲ့နာဂမိမဲ့နာဂမိပိုတိပုဂ္ဂိုလ်6ယောက်9ယောက်ရဲ့ကအဲ့ဒီဒုတိယတန်တရာထဲမှာနေကြပါတယ်အတိတ်ကပုဂ္ဂိုလ်ဆိုတာကသုဒ္ဓနေရဏတန်တရာဆိုတာ ုဒ္ဓနဲ့နေရဏရားထဲမှာပြိဿသမုပ္ပါမပါတော့တန်တရာရက်သွားအဲ့နော်တန်တရာတန်တရာရက်ဖို့အထုတ်နေတဲ့ပုဂ္ဂိုလ်တွေတန်တရာရက်ဖို့အထုတ်ကြိုးစားနေတဲ့ပုဂ္ဂိုလ်ဟာသီလသိက္ခာသမာဓိသိက္ခာပညာသိက္ခာဆိုတော့ဟလာအဲ့ဒီသိက္ခာအကျင့်ရတွေကိုကျင့်ဉာဏ်ကြိုးကိုပွားများအထုတ်နေရဒါကြောင့်မို့သူသိက္ခာပုဂ္ဂိုလ်လို့ပြောတာအသိက္ခာဆိုတာအဲ့ဒါလိုမဂ်ဂင်ရှင်းပါးကိုကျင့်ဉာဏ်ပွားများကိုပြီးဆုံးသွားတဲ့ပုဂ္ဂိုလ်တွေပြောတာဟလာအဲ့ဒီပုဂ္ဂိုလ်တွေကတော့အသိက္ခာပုဂ္ဂိုလ်လို့ပြောပါတယ် အဲအတိကပုဂ္ဂိုလ်တန်တရားတွေမှာတော့စင်ကြယ်ပြီးတော့လွတ်မြောက်ပြီးနေကြတယ်။အလားကျွန်တော်တို့စင်ကြယ်စင်ကြယ်တိုင်းနဲ့နေကြတယ်တန်တရားအခုလဲသေးလိုက်ရနေပြီလားရနေပြီဆရာအဲရနေပြီဟာနော်တန်တရားရပြီးတော့မှစင်ကြယ်နဲ့နေနေကြတဲ့ပုဂ္ဂိုလ်တွေက၉ယောက်ရှိပါတယ်တဲ့အဲ၉ယောက်ရှိတဲ့တိုင်းမှာဘာတွေပါလဲဆိုတော့ဒီတစ္ဆာ၄ပါးကိုသိမြင်သွားကြတဲ့အဲသဗ္ဗိဒပုဂ္ဂိုလ်ရဲ့နောက်တစ်ခုကသောတာပန်တရားနိုင်ငံ တရားနာတဲ့ပုဂ္ဂိုလ်ရှေ့ရောက်လို့ပေါ့နော်ဒါသမုဒိပညာကိုရရှိထားထားကြတဲ့ပုဂ္ဂိုလ်ရင်းကြည့်ပဲအဲ့ပုဂ္ဂိုလ်ကိုရောက်ကတော့သုဒ္ဓတမဟလာနေဒရဏသံလျာမှာတဲ့ဟလာသုဝဏ္ဏခန္ဓာဆိုရဲဩဃာသလောကကိုလွန်မြောက်ပြီးတော့မှအနုပါတိသေသဩဃာသလောကဆိုရဲနိဗ္ဗာန်မှာထောက်ရတီးရာဖြစ်အဲရရှိသွားကြတဲ့ပုဂ္ဂိုလ်တွေဖြစ်ပါတယ်အဲ့တော့တိက္ခပုဂ္ဂိုလ်နဲ့အတိက္ခပုဂ္ဂိုလ်ကဘာကွာလဲတိက္ခကတော့ပွားများအထုံနေရသေးတယ်မပြီးဆုံးသေးဘူး ဘက်ကင်ရှစ်ပါးဘောမြအားထုတ်နေရတယ်အတိကပုဂ္ဂိုလ်ဆိုတော့ဘက်ကင်ရှစ်ပါးဘောမြသကိတပြီးဆုံးသွားပြီးကတဉ္စရရှိတဲ့ပုဂ္ဂိုလ်တွေဖြစ်ပါတယ်နော်ဟိုတနေ့ကဟိုဆရာမကြီးမေးလို့ကျွန်တော်ပြေးခဲ့ပါတယ်ဟာလားကိလေသာတွေအခုမရှိဘူးလို့တော့သိတယ်အိမ်ရောက်ရင်ဘာကြောင့်ပြန်ဖြစ်သေးလဲဆိုတာမေးပါမေးတော့ဖြစ်တာပြဿနာမဟုတ်ပါဘူးဒီကိလေသာတွေပေါ်မှာသူငါလို့ယူရင်အဲယာကသူငါမဟုတ်ဘူးဆိုရင်ဝိရာကရှိရလို့ယူရင်ယာကမရှိဘူးဆိုရင်ဝိရာက ပဲတွင်ຢာကမပဲပဲမလိုရနေနေဝိရာကအကလိတာပေါ်မှာသစ္စာဉဏ်ကိစ္စဉဏ်ကတဉဏ်နဲ့ဗာကတဉဏ်အထိပဲတယ်ကတဉဏ်ကဘလို့ပဲတာတော့ကိလေသာမပြောင်းလို့လို့မရဘူးပဲစရာတော့မရှိတော့ဘူးအခုလဲဆိုတော့ကိလေသာမြင်ပြီးပဲနေတွင်နေဦးမယ်ဆိုတန်လျာထဲမှာမရှိသေးဘူးကိလေသာမြင်ပြီးတော့အစဉ်မရှိတဲ့တရားလေးပါလို့သူဉဏ်ကသူကြတာသိပြီဆိုရင်ပဲစရာကိစ္စပြီးဆုံးသွားတာကတဉဏ်ဖြစ်ပါတယ် အကြောင်းလို့အကတ္တဉဏ်ဒီကိစ္စဉဏ်နဲ့သိတယ်ကိစ္စဉဏ်နဲ့စမ်းသပ်ပြီးပြီးမရှိဘူးဆိုတော့ဒိဋ္ဌိရအာယုအစဉ်အသေးလို့သုံးသပ်ပြီးသွားပြီဆိုရင်ဟလာသူလည်းအသေးပဲအေးလည်းအသေးပဲကိလေသာရောနော်ဘာကြောင့်လဲနိတ္တတနာစီပါဆိုတော့ဘုရားရှင်ခေါ်ကြခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့တတ်လိုက်လို့သေးတာမဟုတ်ပါဘူးဘုရားမပွင့်ခင်နေရသေးခဲ့တာပါဒါမှမဟုတ်ကိလေသာခဏသေးတာကိုအစဉ်သေးတာသစ္စာတည်းနဲ့မှန်ကန်ပါတယ်လို့ဘုရားရှင်ကသစ္စာလေးပါးမှာခေါ်ကြခဲ့ပြီးသားပါဒါပေမဲ့အဲ့ကိလေသာအစဉ်သေးတာကိုမသိတော့ အခုကျွန်တော်တတ်နေကြတဲ့တန်လျာပဲမှာပဲနေကြတဲ့ပုဂ္ဂိုလ်ကကပုဂ္ဂိုလ်ဖြစ်ပါလေကိလေသာအစင်သေးတာကိုပြောပြလို့ဒီဝတ္တစ္စာကိုနားလည်သွားကြတဲ့ပုဂ္ဂိုလ်တွေကတော့ဟလာအတိတ်ကပုဂ္ဂိုလ်များဖြစ်ကြပြီးတော့မှတတ်ကြကိစ္စပြီးဆုံးပြီးတော့ကတ္တဉဏ်ကိုရရှိတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့ဒါကြောင့်မလို့ကိလေသာကိုကတ္တဉဏ်အထိသိမြင်သွားတဲ့ပုဂ္ဂိုလ်တွေကဘယ်တော့မှကိလေသာပြန်ရှင်မလာတော့ပါဘူးဒါမလို့ဟလာဓမ္မစကြာပေါ်မှာဟလာဒီတိစ္ဆာဉဏ်ကိစ္စဉဏ်ကတ္တဉဏ်ကိုခေါ်ကြခဲ့တာဖြစ်ပါလေ ဘာလို့အတိကပုဂ္ဂိုလ်များသည်ဣဒါအစင်သေးတဲ့တန္တရာဣဒါအစင်သေးမှာတော့မောဟဆိုတဲ့အဝိဇ္ဇာကြီးကလည်းအစင်သေးပြီစင်သေးတန္တရာရပ်ပြီးတော့မှနေနိုင်ကြပြီအဲတန္တရာရပ်ပြီးနေနိုင်ကြတဲ့အတွက်ကြောင့်မလို့အတိကပုဂ္ဂိုလ်များသည်ဟလာစင်ကြဲတဲ့တရားတွေနဲ့တန္တရာရပ်ပြီးနေနိုင်ကြတယ်အလုံငြိမ်းပြီးတော့နေနိုင်ကြတယ်အလုံငြိမ်းပြီးနေတာကသစ္စာလေးပါးကိုတပြိုင်တည်းမြင်ပြီးဒုက္ခအစဉ်ကုန်ဆုံးသွားပြီးသိရတဲ့အတွက်ဒီဒုက္ခတွေကိုပယ်ရတွေ့ရမရှိဘဲနေနိုင်သွားကြပြီဆိုရင်အဲ့ဒါတွေက အနုပါတိဒေသဩဃတလောကမှာ600ဒီယာရရတဲ့ပုဂ္ဂိုလ်များဖြစ်ကြတယ်။အဲနောက်ဆုံးတန်တရားကိုသုဒ္ဓနေရဏတန်တရားအတိတ်ကပုဂ္ဂိုလ်လို့ခေါ်တယ်။ဘုမူရိယသာကိုခံစားနိုင်ကြတဲ့ပုဂ္ဂိုလ်ဖြစ်ပါပြီ။တိကပုဂ္ဂိုလ်တွေကတော့အဲလုံငင်းရသေးတဲ့အတွက်ကြောင့်မလို့ဒါတန်တရားလွတ်မြောက်ဖို့ကြိုးစားနေရတဲ့ပုဂ္ဂိုလ်များဖြစ်ပါတယ်။အမလို့ဒီအတိတ်ကပုဂ္ဂိုလ်တွေကဘုမူရိယသာကိုခံစားနိုင်ပါပြီ။ အဲ့ဒါတိခပုဂ္ဂိုလ်တွေကတော့ဓမ္မယသပဲခံစားပါတယ်ဓမ္မယသဆိုအခုနကွာရှုံမေးလို့ပြောခဲ့ပြီးဖြစ်ပါတယ်ခန္ဓာကိုယ်ခန္ဓာကိုယ်မှာရောတောင်လောင်းနေလို့အေးတယ်ကာပတ္တိအနောမှာကိလေသာတွေအခိုက်အတန့်မဖြစ်တဲ့အတွက်ရိမ့်နေစိတ်ဓာတ်ပတ္တိအဲ့ဒါတွေကသမဏတဝေနာဖြစ်တယ်အဲ့ဓမ္မယသတွေဆန်ချမ်းတာတွေကိုတိခပုဂ္ဂိုလ်တွေခံစားပါတယ်အသေးကပုဂ္ဂိုလ်တွေကတော့အဲ့ဓမ္မယသတွေကိုရခဲ့ရင်တောင်မှဓမ္မယသတွေကိုမခံစားပါဘူးဝိမုဒိယသကိုပဲခံစားပါတယ်အဲ့ဒါ နံပါတ်၁မိဂွန်ရရှည်ဖြစ်ပါတယ်သူကသမုရိရမဏ sorry ဥဒ္ဒနိမိတ်တာတို့မှာထား၍သမုရိသစ္စာရမဏသင်္ကရရမဏတို့မှာကျန်နိုင်ပါလိမ့်ငါရှင်လို့ပြောတယ်ဘုရားနိမိတ်တာမှထားမှာဆိုတော့ဥပနခန္ဓာဖြစ်လို့ရှိရင်ဥပနခန္ဓာကိုကျက်နေဖြစ်ပါတယ်အာယုံမပေါ်တဲ့ယုံနယ်တွေပေါ်မှာဥပါရဘဝိတ္တ ဥပ္ပါရပဝိတ္တအင်းယောဂပလီဘောဓနော်အာယုနာဣတုပစ္စယသမုဒိယဆိုပြီးတော့မှအဲအကြောင်းကိုးချက်နဲ့တကွာဥပ္ပနာကဏဖြစ်ပါလေစာမရတ္တအသေးစိတ်ပြောတာပေါ့ပဝိတ္တဆိုတာဥပ္ပါရဆိုတာဖြစ်တာဥပ္ပနာကဏဘလို့ဖြစ်တာလဲအာယုမှာပေါ်လာတဲ့ယုံနာနေနဲ့ဒိဋ္ဌိနဲ့ပေါင်းပြီးတော့ဖြစ်တာအဲ့ဒါဒိဋ္ဌိနဲ့ပေါင်းတာကိုပဝိတ္တလို့ပြောပါတယ်ရောဆွတ်တာနော်အဲအရေးကိုအကောင်လို့ရောဆွတ်တယ် မရှိတာအရှိလို့ရောဆက်တယ်ဟာချစ်ချင်းမုံညင်းတွေလှုပ်တယ်ချစ်စရာမုံညင်းမရှိပဲချစ်ချင်းမုံညင်းတွေလှုပ်တယ်အဲ့ဒီခါမှာဥပနာကံဖြစ်လာအဲ့တော့ဘဝိတ္တလို့ပြောတယ်ဥပါဒဘဝိတ္တနိမိတ်တအရေးဒီကနေအကောင်ဖြစ်လာချစ်စရာမုံညင်းတွေဖြစ်လာဥပါဒဘဝိတ္တနိမိတ်တအာယုဏဆိုတော့အာယုဏဆိုတာအားထုတ်တာပါပဲအားထုတ်တယ်ဆိုတာအဲ့ဒီဥပနာခန္ဓာတွေအရှိသားလို့ချစ်စရာမုံညင်းတွေဖြစ်လာတယ် ။နောက်တင်ယောဂဆိုအမှတ်တင်ညာတွေရလည်းပဲဟလာမာရွဲ့နဲ့ဘက်ကူပဲပြီးတာတင်ညာဝိပ္ပန္နတာတွေပြီးတယ်။အဲ့တော့အဲ့ဒီမှာဟလာဘဝိတ္တနဲ့နိမိတ်တာတို့မှာထားရေးလို့ပြောတယ်။အဲ့တော့ဥပနကနာဖြစ်ရင်တော့ဒီဘဝိတ္တနိမိတ်တာဆိုတာပါလာတယ်။အဲ့တော့ကာထာဘာဘာရှိလဲဆိုတော့ဘဝိတ္တသင်္ခါရံအဘဝိတ္တနိမိတ်တာအဲ့တော့ပြောဆိုရင်သင်္ခါရ အဝိဒံတေကအဘဝိဒံနိမိတ်တအဘဝိဒံအဘဝိဒံနိဗ္ဗာန်အဲ့တော့အဘဝိဒံမရှိဘူးလို့သိရင်လည်းအဲ့ဒါနိဗ္ဗာန်ပါပဲနိမိတ်တသင်္ခါရအနိမိတ်တနိဗ္ဗာန်ဟုတ်လားအရေးကအကောင်မဟုတ်ဘူးဆိုရင်နိမိတ်တဆိုတာအိဋ္ဌနမိတ်ဒုက္ခနမိတ်အနတ္တနမိတ်တွေဥပနာကနာအရှိတိုင်းအိဋ္ဌရှိတယ်ဒုက္ခရှိတယ်အနတ္တရှိတယ်အနိမိတ်တဆိုလို့မြင်သွားပြီဆိုရင်နိဗ္ဗာန်မြင်ပြီဆိုရင် အိဋ္ဌာမရှိတော့ဒုက္ခမရှိတော့အနတ္တမရှိတော့အဲဒါဆိုရင်အနိမိတ်တနိဗ္ဗာန်အဲ့တော့ဝိတ္တနဲ့အဝိတ္တကိုပြောင်းနိုင်လားနိမိတ်တနဲ့အနိမိတ်တနိဗ္ဗာန်ကိုမြင်နိုင်လားလို့၄တဲ့အရှိလေဖြစ်ပါတယ်ဒါကြောင့်မလို့အဲ့ဒါဥပနာကနာရှိရင်ဝိတ္တရှိတယ်ဥပနာကနာမရှိရင်ဝိတ္တမရှိပါဘူးဥပနာကနာရှိရင်အိဋ္ဌာနမိတ်ဒုက္ခနမိတ်အနတ္တနမိတ်တွေရှိပါတယ်ဥပနာကနာမရှိရင်အိဋ္ဌဒုက္ခအနတ္တဆိုတဲ့နမိတ်တွေမရှိပါဘူးနော်ဒါကြောင့်မလို့ဝိတ္တံသင်္ခါရအဘဝိတ္တံနိမိတ်တအဲ့လိုသိရင် and uh ikaw visa တော့တယ်မှာအပ္ပစကံတို့မှာလမ်းမှာသွားကြတဲ့ပညာလမ်းကသွားကြတဲ့သစ္စာသိတဲ့ပုဂ္ဂိုလ်များရဲ့အသိဉာဏ်ကိုပြပါလေအတူတူရချက်ပေါ့နော်အဲ့ဒါမှသမုဒ္ဒသစ္စာရမဏငရရမရာတို့မှာပြန်နိုင်မယ်လို့ငါရှင်ဆိုတော့ဉာဏ်နာများပြောင်းပြင်နေတဲ့အမြင်ကိုရတော့တောကတွေ့ရင်တောကငြိမ့်တာကိုတောကမရှိဘူးလို့သိတယ်တောကငြိမ့်တယ်လို့သိတယ်ဒေါသတွေ့ရင်ဒေါသမရှိဘူးလို့သိတယ်ဒေါသငြိမ့်တယ်လို့သိတယ် လောဘတွင်လောဘမရှိဘူးလောဘငြိမ်းတယ်လို့သိတယ်အဲ့လိုပဲအလောဘအတောသအမောဆိုတဲ့ဒီတိုင်းပဲသူမရှိဘူးလို့သိတယ်တော့လေအဲ့တော့ဒါကြောင့်မလို့ကြောင်းပြန်မြင်နိုင်တဲ့ဟလာအသိဉာဏ်တွေကိုရရှိကြပါတယ်သမုဒိယနော်ဒါမှမလို့တေကရတေကရဆိုတာဘာလဲသမုဒိသစ္စာရောမနာသမုဒိသစ္စာဆိုတော့လောဘဒေါသမောဟတဏမာနဒိဋ္ဌိအဲ့ဒီအရာကြောင်းမြင်နိုင်ပါလေအဲ့ဒီအရာကြောင်းမြင်နိုင်တယ်လေနိဗ္ဗာန်ပဲဖြစ်ပါလေလောဘမြင်လောဘမရှိတဲ့နိဗ္ဗာန်ဒေါသမြင်ဒေါသမရှိတဲ့နိဗ္ဗာန်မောဟမြင်မောဟမရှိတဲ့နိဗ္ဗာန်ကို ရင်နိုင်ခြင်းဒီသမတ္တစာကိုကြောင်းမြန်နိုင်ခြင်းဖြစ်ပါတယ်။ဒါတင်္ကရရမဏဆိုအလားဦးနဲ့တဏမဏဒိဋ္ဌိကပေါ်လာတော့ကတော့တင်္ကရဖြစ်ပေါ်လာတာပဲ။အဲ့တင်္ကရကိုအတင်္ကရလို့မြင်နိုင်တဲ့စွမ်းရည်ရှိပါတယ်။ဒီကျွန်တော်တို့ပြိပ္ပာမနှစ်20လောက်အထုတ်လာတယ်။အဲ့အဲ့တဏမဏဒိဋ္ဌိဆိုပြည်လာတရားတွေမြင်ပါတယ်။ဒါတော့ကျွန်တော်တို့ကအရှိသာပြီးတတ်ပါတယ်။နေနေစတဲ့လေအကြီးကမထွက်ခဲ့ပါဘူး။အဲ။အလုံးထွက်တာလေ။ကြောင်းမြန်မလန်နိုင်လို့ပါ။ အဲတင်္ကရာဒီတင်္ကရာတွေမဖြစ်တော့မှဒီအတင်္ကရာပေါ်မယ်ဆိုတော့ဒီအတွေ့အဟလာကျွန်တော်တို့လွမ်းမိုးထားလို့ဖြစ်ပါတယ်ဟုတ်တယ်နော်အခုကျတော့အဲ့မြင်ရတဲ့တင်္ကရာဘုရားကြီးဒီမလဲမရှိတဲ့အတွက်အတင်္ကရာပါပဲလို့ကျွန်တော်တို့ကတောင်းပြန်တယ်တောင်းပြန်ရတယ်နော်အဲ့ဒါကြောင့်မလို့သုရတိသာရမဏတင်္ကရာရမဏတို့မှပြန်နိုင်မှလောငါရှင်ဆိုတာအဲမသိရင်တော့အမြဲတမ်းခက်ခဲတဲ့မျိုးကောင်ပါပဲသိရင်တော့တောင်းလို့ ်ဒါဒီကြောသွားသီသူပေါ်စားဆိုနော်အော်ကျွန်တော်မြင်ရတဲ့တင်္ကတာအလုံးဒီအတင်္ကတာတရားဖြစ်ပါတယ်လို့တင်္ကတာမဖြစ်အောင်မလုပ်ခဲနဲ့အဲတင်္ကတာဒီပင်လေအတင်္ကတာပဲလို့နားလည်ပြီးရသွားတဲ့ဟဲ့ညီဒီပုဂ္ဂိုလ်မစို့အဲပညာလမ်းကိုရောက်ရှိလာကြတဲ့ပုဂ္ဂိုလ်များဖြစ်ပါတယ်ဟဲ့ဒါသာတည်ပြီးတော့ကျွတ်တန်းဝင်ကြတဲ့ပုဂ္ဂိုလ်များအသိဉာဏ်ဖြစ်ပါတယ်ဒီနေရာမှာမဟုတ်ချက်ပဲရလဲဗာပြောကြလဲဆိုတော့ လေသာသွားမတတ်နဲ့ပြောတယ်တញောင်းကြရဲ့နញောင်းထွက်လာတယ်တဲ့လေသာကိုထိုးရင်းသိပါတင်ကတာကိုမရှိဘူးလို့ထိုးရင်းသိလိုက်အဲ့တင်ကတာပေါ်လာတယ်လေသာကိုမရှိဘူးလို့ထိုးရင်းသိလိုက်ရင်နိဗ္ဗာန်ပေါ်လာတယ်အဲ့ညာဒီကလေသာကိုမရှိပါဘူးလို့ကျွန်တော်တို့ကမသိပဲနဲ့အဲ့ဒါအရှိထင်ပြီးတော့မဖြစ်အောင်လုပ်တဲ့လမ်းကသာလေကြီးစိုးနေရတဲ့အတွက်အဲ့ဒါတင်ကတာကိုအတင်ကတာဖြစ်ဖို့အမတန်ခက်ခဲနေပါလားအတင်ကတာအစီရှိရလဲပြောတယ်ကျွန်တော်တို့ကလည်းမတွေ့ဘူး ဘာဖြစ်လို့မတွေ့ရလဲသင်္ကတအရှိထားနေတယ်ညဘယ်သူမှအသင်္ကတကိုတွေ့ပါအဲ့မြင်ရတဲ့သင်္ကတတရားကိုအစီမရှိပါလို့သိရင်အကုန်လုံးအသင်္ကတရှိပါပဲဒါကြောင့်မလို့ဘုန်းကြီးဆရာကြီးတို့ကပြောသွားတာမြင်တိုင်းကြားတိုင်းဟလာနိဗ္ဗာန်တိုင်းတိုင်းမှာမြင်တိုင်းကြားတိုင်းအသင်္ကတတိုင်းတိုင်းမှာကျွန်တော်တို့အရင်တုန်းကကိလေသာရှိထားခဲ့တော့ကတော့မြင်တိုင်းကြားတိုင်းကိလေသာတိုင်းတိုင်းသင်္ကတတိုင်းတိုင်းမှာပဲအဲ့ဒါမလို့ဟလာစီလေးတစ်ခုပဲခြားတာပါဘုံတွင်းနိုင်တဲ့ လားပညာလေးတခုရမယ်ဆိုရင်အခုမြင်သမျှကြားသမျှနင်သမျှစားသမျှသိသမျှတို့သည်အသင်္ကတတရားတို့သာဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကအဲနောက်တစ်ခုကဘာလဲလို့မေးတဲ့အခါကျတော့အဲကာလသုံးပါးမှ sorry သုံးပါးမှလွတ်ပြီးသုံးပါးကိုမျက်မှောက်ပြုနိုင်ပါ ਈ တော့အရှင်သုံးပါးမှလွတ်တယ်ဆိုတာအတိပိစ္ဆောကံကာလသုံးပါးမှလွတ်မယ်ဆိုပြီးတော့ညတနိဗ္ဗာန် အပရိဒနိဗ္ဗာန်ဟောသုညတနိဗ္ဗာန်နောက်ကအပနိဒနိဗ္ဗာန်တောင်းတမှုကြောင့်ကိုကင်းတဲ့နိဗ္ဗာန်နောက်အနိမိတနိဗ္ဗာန်ဟောအဲနိဗ္ဗာန်သုံးခုမြတ်မောပြုမြင်နိုင်ပါလေလို့ဆက်ရှိနံပါတ်၃လေးကိုဟောအဲကလာသုံးမှာလွတ်တယ်ဆိုတော့ကျွန်တော်စဉ်းစားခဲ့ရတယ်ဥပနကဏမသိဘူးမှကလာသုံးမှာလွတ်တယ်ဆိုတော့မလွတ်သေးဘူးလေသိဘူးဟလာဥပနကဏကိုအရှိထားမယ်ဆိုရင်ပြည့်ပြည့်ရှိမယ်ပြည့်ပြည့်ရှိရင်ဖြစ်တာပြစ္ဆုတ်ကံပြတ်တာအတိတ်မဖြစ်သေးတာအနာကဆိုပြီးတော့ ကိုယ်ကနဲ့ကအရှိသားနဲ့ပုံစံတွေကကာလလွတ်တာကိုစဉ်းစားလို့မရပါဘူးကာလကိုပဲတွေ့မှာဖြစ်ပါတယ်ပေါ့တရားနော်အဲ့တော့အခုကျတော့ဥပနခဏအဲ့ဒါအစင်မရှိဘူးလို့သိတဲ့အခါကျတော့ဖြစ်ပြက်ကလည်းမရှိတော့ဖြစ်တာမရှိရင်ပြစ္ဆုတ်ပါမရှိဘူးပြက်တာမရှိရင်အတိတ်မရှိဘူးပြစ္ဆုတ်ပါအတိတ်မရှိရင်အနာဂတ်ဆိုလည်းမရှိဘူးဒါကြောင့်မလို့ကာလသုံးပါးလေးခဏလွတ်တာမဟုတ်အစဉ်လွတ်တယ်ကာလဝင်လို့ဖြစ်တဲ့တမန်တော်အဲ့နောက်တစ်ခုကတော့ အဲ့လိုကာလလွတ်ပြီးလို့ရှိရင်သုံးရတနိဗ္ဗာန်ဆိုဥပါဒကနာအစဉ်မရှိလို့သိတာသုံးရတနိဗ္ဗာန်မှာကိလေသာအစဉ်တွေလွတ်သိတာသုံးရတနိဗ္ဗာန်မှာဒုက္ခအစဉ်မရှိလို့သိတာသုံးရတနိဗ္ဗာန်မှာအာနိမိတနိဗ္ဗာန်ဆိုတဲ့ဒီတိုင်းပဲအိဋ္ဌာနမိတ်ဒုက္ခနမိတ်အနတ္တနမိတ်တွေဒါအစဉ်မရှိတာကိုအာနိမိတနိဗ္ဗာန်ကိုခေါ်ပါလေကျွန်တော်လာပြီးငင်းညားတဲ့ဆရာဥစ္စာကအာယုကြီးတဲ့အရေးကြီးပေါ်နေတာလေဆရာအရေးနမိတ်မကင်းဘူးတဲ့ဆရာနိဗ္ဗာန်ကအတူကြီးတဲ့အဲ့လိုလာပြောကြတယ် ေးအမမေးအဘာတွေမေးကြည့်ဦးလို့မေးအဘာတွေပြောသွားတာဘာတွေဟုတ်နမိတ်ဆိုတာအိိဆာကိုပြောတာအိိဆာနမိတ်ဒုက္ခနမိတ်အနတ္တနမိတ်ဟလာဘုဂုဆရာသရရလည်းပြောခဲ့တယ်အဲ့နမိတ်တွေရဆိုင်တာကိုအနိမိတ်နိဗ္ဗာန်လို့ပြောတာအာယုန်နေအာယုန်နေအရေးတွေပေါ်နေလို့နိဗ္ဗာန်ပြောင်းအောင်မယ်ဆိုရင်ရှိတဲ့နိဗ္ဗာန်မင်းတို့ဘယ်တွေ့တော့ဘူးနော်တောင်းလို့အဲ့ဒီဝိသုဒ္ဓရေလည်းပြောခဲ့တယ်ဖြစ်ပြမှုနမိတ်ခံရင်နိဗ္ဗာန်မမြင်ဘောဟာကဘုံအဲ့ဖြစ်ပြဆိုတာ ဟုတ်လားလက္ခဏာရေသုံးပါပဲအနိစ္စဒုက္ခအနတ္တအဲ့အနိစ္စရှိနေရင်နိဗ္ဗာန်မမြင်ဘူးဒုက္ခရှိနေရင်နိဗ္ဗာန်မမြင်ဘူးအနတ္တရှိနေရင်နိဗ္ဗာန်မမြင်ဘူးအနိစ္စမရှိတာနိဗ္ဗာန်ဒုက္ခမရှိတာနိဗ္ဗာန်အနတ္တမရှိတာနိဗ္ဗာန်အဲ့လိုသိနိုင်မယ်ဆိုရင်ဒါအနိမိတ္တနိဗ္ဗာန်ပဲဖြစ်ပါတယ်အပ္ပနိတ္တနိဗ္ဗာန်ဆိုတော့အဲ့ဒါလည်းခက်တာပဲတောင်းတမှုကြောင်းကြမှုတွေမဖြစ်မှာဆိုတော့အဲဘယ်လိုလုပ်ပြီးတော့ဒီဥစ္စာနိုင်မှာလို့အချိန်တန်စားခြင်းပြီးအချိန်တန်အိပ်ခြင်းပြီးဟုတ်တယ် အဲ့တောင်းတမှုဖြစ်စဲမှာတောင်းတမှုကအာယုံမရှိဘူးလို့သိတာတောင်းတမှုခင်းတဲ့နိဗ္ဗာန်ပဲဖြစ်ပါတယ်။ကြောင်းကြမှုဖြစ်စဲမှာကြောင်းကြမှုကအာယုံအစင်မရှိဘူးလို့သိခြင်းဒီအဲ့ကြောင်းကြမှုခင်းတဲ့နိဗ္ဗာန်ပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ဟလာသညတဲ့နိဗ္ဗာန်အနိမိတ်တဲ့နိဗ္ဗာန်အပရိဒိတ်နိဗ္ဗာန်ဆိုတာကိုအဲ့ဒါကျွန်တော်တို့ဒီသစ္စာသိသွားကြတဲ့ပုဂ္ဂိုလ်တွေကဒီနိဗ္ဗာန်သုံးခုကိုမြင်ပေါ်ပြနိုင်ပါတယ်။ခင်နိုင်ပါတယ်။ပြောနောက်ဆုံးဥစ္စာကတော့ဉာဏ်ဆရာအကုန်လုံးဖြစ်ပါတယ်။နိဗ္ဗာန်ချမ်းသာကိုခံစားနိုင်တဲ့နိဗ္ဗာန်ဖြစ်ပါတယ်။ အဲ့မေဘုံကိုဖြေနိုင်ပြီဆိုရင်အဲ့နိဗ္ဗာန်ချမ်းသာကိုအလုံးခံစားနိုင်ကြတဲ့အဖြေပဲဖြစ်ပါလေ။လာလေးပါးကိုဒီပြိုင်နဲ့ပြီးပြီလေးပါးမှလွတ်ပါ ਈ လို့ယုံနာဒုက္ခဒုက္ခတို့မှလွတ်ပါ ਈ လို့ဆိုတာနောက်ဆုံးမေဘုံဖြစ်ပါတစ္ဆာလေးပါးကိုဒီပြိုင်နဲ့ပြီးရမယ်။အခုကိလေသာတစ်ခုထဲမှာအရှိတမ်းသမုဒ္ဒသစ္စာဖြစ်တာဒုက္ခသစ္စာကိစ္စမှာမရှိလို့သိတာနိရောဓသစ္စာမရှိမဲ့ဖြစ်နေတယ်ဖြစ်နေတဲ့တရားတွေစင်ကြယ်တာမေဃသစ္စာလို့သစ္စာလေးပါးကိုဒီပြိုင်နဲ့မြင်ပါ ਈ လို့တဲ့ အသစ္စာလေးပါးကိုတကယ်နဲ့အခုမြင်ခွင့်ရသွားပြီ။နောက်သစ္စာလေးပါးမှာလွတ်ပါပြီလို့မြင်ုံနဲ့မရမြင်ပြီးလွတ်သလား။အဲတော့ကိလေသာတွေအဲအတူလိုနေမဲ့ဖို့ငွေကိုမရလင်ညာဆင်းရဲပွားရတရားစကားမြတ်တရားကိုမသိလင်သဘောမယုံလင်ရန်သူဟဲ့နော်ကျွန်တော်တို့ကရန်သူသဘုံထားခဲ့တာကြီးပဲ။အဲကိလေကိလေသာကိလေသာကိုမိတ်ဆွေလို့ပြောတော့အကုန်သဘုံထားကြဘူးဟလား။ ျွန်တော်ကိလေသာစင်ကြယ်လဲပြောတော့ဟာဒီဒီဆရာအရမဆိုပြောမှာဟလားဟိုအိုက်ဆိုဆိုကြတာပေါ့လေနော်စစ်စာလေးပါတစ်ပြိုင်နဲ့ပြတ်တော့မသိဘူးသူကဒါမလို့စစ်စာလေးပါတစ်ပြိုင်နဲ့ပြုနေရမယ်အကိလေသာတွေအရှိတာသမုဒ္ဒေသစ္စာဖြစ်တာဒုက္ခသစ္စာမရှိလို့တည်တာနိရောဓသစ္စာစင်ကြယ်ကမဂ္ဂသစ္စာကိလေသာအစဉ်မရှိလို့ကိလေသာလွတ်သွားသမုဒ္ဒေသစ္စာလွတ်သွားဒုက္ခအစဉ်မရှိလို့ဒုက္ခသစ္စာမှလွတ်သွားနိဗ္ဗာန်ကတော့အစဉ်မရှိလို့လို့မပြောနိဗ္ဗာန်ကအစဉ်ရှိတယ် နိဗ္ဗာန်အစဉ်ရှိမယ်ဒီနိဗ္ဗာန်ကိုအရှိထားပြီးတော့ပွားများတဲ့အလုပ်ကိုလုပ်တာမဟုတ်ဘူးဟလာအရေးအောက်ရောက်တဲ့ပုဂ္ဂိုလ်ကအရေးရဲ့ငြိမ်းမှုကိုခံစားရတယ်လို့အယုံမပြုတ်ပဲနဲ့ငြင်းငြမ်းတာကိုခံစားတာဒါကြောင့်မလို့နိဗ္ဗာန်ကလည်းလွတ်တယ်နောက်ကဒုက္ခအစဉ်ငြိမ်းတော့ယူဖြစ်တဲ့အတွက်ငြိမ်းအောင်ပွားတဲ့ကိစ္စလည်းပြီးဆုံးတဲ့အတွက်မေဃသစ္စာလည်းလွတ်တယ်အဲ့လိုသစ္စာလွတ်တဲ့ညာကိုယ်ပိုင်ရရမယ်အဲ့လိုမလောက်ရပဲအမထောက်ရပဲဒုက္ခငြိမ်းပြီလို့ပြည့်ကျော်နိုင်ပြီဆိုရင်အဲဝိမုတိရတာကိုခံစားနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ပြီအဲကြောင့်လည်းဒုက္ခအစဉ်ငြိမ်းသွားလို့ငြိမ်းအောင်လည်းမလောက်ရတော့လို့ အလုတ်ကပဲငိမ့်တယ်နဲ့ခံစားနိုင်လာပြီသစ္စာ၄ပါးကိုကြပြိုင်နဲ့သိပြီး၄ပါးမှလွတ်ပါရောအဲက၄ပါးမှလွတ်ပြီးတော့အခုနပြောသလိုနောက်ဆုံးမိတ်မိခွန်းလေးရှိတယ်ပထမ၄နှစ်ပါတယ်ကျုံနံဒုက္ခသုခတော့မှလည်းလွတ်ပါရောအများသားဖြင့်မေးကြတယ်ဆရာဒီကန်ကြီးဘယ်လိုလုပ်မလဲဒီကန်ကြီးဘယ်လိုလုပ်မလဲအဲကျွန်တော်အများအားဖြင့်ဒီကန်ကြီးဘယ်လိုမှမလုပ်နဲ့အဲအော်ပြီးတော့ဒါသိလိုက်တော့နာအော်ဆရာရှိအော်သေးကြောက်ဆရာရှိကြောက်သေးလန့်ဆရာရှိလန့်သေးဆိုတော့မကြိုက်တော့အဲ့တော့ ဒုက္ခဒုက္ခတွေလွတ်ပိုင်လောလို့ပြောတာအဲ့ဒုက္ခဒုက္ခတွေမဖြစ်ပါနဲ့လို့လို့လို့မရဘူးအဲ့ဒုက္ခလည်းသစ္စာလေးပါးတစ်ပြိုင်နဲ့ပဲဒုက္ခလည်းသစ္စာလေးပါးတစ်ပြိုင်နဲ့ပဲဒါရတာလည်းသစ္စာလေးပါးတစ်ပြိုင်နဲ့ပဲအော်ရာရောသစ္စာလေးပါးသစ္စာလေးပါးအဲမြေကြာတာလည်းသစ္စာလေးပါးတရားနဲ့ပဲအဲလွတ်လွတ်လပ်လပ်သိဖို့ပညာပေးလိုက်ဟုတ်လားဒီကနေ့တော့နာရာလေးတော်မှာမအော်ပဲသိရမယ်ဆိုတော့ဒီကနေ့မှသာမလွတ်မလပ်သိရတာဖြစ်တဲ့အတွက်အမတန်မှသနာရကောင်းပါလေ တော့ဒါမလို့လွတ်လွတ်လပ်လပ်သိခွင့်ရသွားတာကိုဝိမုတ်တိလို့ပြောတာပါသဘောတရားနော်အဲဒါမလို့အဲဒီစားလေးပါ့ကိုမပြိုင်ပါနဲ့မစိုးရိမ်ပါနဲ့ကိုကမပြိုင်လဲသူကသူပြိုင်ပါမှာအဲဒါမလို့အဲမိမိရဲ့ဒါဝင်ကိုကမသိခင်မှာတပ်ပရိသဒါဝင်မိမိဒါဝင်ဒီစားလေးပါတကယ်နဲ့ဖြစ်တော့တိထားဖို့သာလိုပါတယ်ဟဲ့လားအသေးမှဓမ္မသူ့လို့သူလုံးပါအဲအသေးမှကိုဘာလုပ်လဲဆိုတော့မစင်းလာတော့နေ မသေးခင်မှာတော့ကိုယ်သစ္စာလေးပါးတကယ်နဲ့သိအောင်လုပ်ပါမိမိတာဝန်ကျင်အောင်လုပ်ခဲ့ဘူးဒါမိမိတာဝန်ကျေသွားပြီဆိုရင်သဗ္ဗတာဝန်နဲ့ကျေပြီမိမိတာဝန်နဲ့ကျေပြီဆိုရင်ဓမ္မတာဝန်ကသူ့ပါသူလုပ်ပါလိမ့်မယ်ဒါမှမဟုတ်သေခဏီးမှာဘလို့သေးရမလဲမစင်းစားနဲ့ဩရာရှိဩပြီးသေးဘာလို့မလားနာရာရှိနာပြီးသေးမှာပဲအဲလွတ်လပ်လပ်သေးဖို့ပဲစဉ်းစားပါအနိဗ္ဗာန်ကလွဲပြီးဘေးမှမသွားပါဘူးသဘောတရားနော်။အဲနိဗ္ဗာန်တေမဝင်တာမဟုတ်ပါဘူး။မသေးခင်တည်းကဝင်နေတာပါ။ အပေရလည်းဒီမှာလွတ်တာမဟုတ်မသိခင်နဲ့လွတ်တာပါတန်တာလည်းဒီမှာရက်တာမဟုတ်မသိခင်နဲ့ရက်တာပါဒီမှာချမ်းသာခံစားနေရသိထားလို့ခံစားရမှာပေါ့ဘူးအစဉ်ခံစားနေရတော့ပါဆက်ပြီးပြင်ပြင်ပြီးတော့မှလွတ်လပ်ခွင့်ရသွားပြီဖြစ်တဲ့အတွက်ဝိမုတိသာသနာဆိုတာဗျာဘုသောယမီပြီးဒီမှာသာသနာ၃ရက်စလုံးမှာအများဆုံးရတာပြီဝိမုတိရတာဖြစ်ပါတယ်လွတ်လပ်စွာလွတ်လပ်ခွင့်ရသွားကြတဲ့ ဟလာအသိပညာဖြစ်ပါတယ်အဲ့ဒါနာဂုံကြီးနာဂုံငယ်နာဂုံငယ်ကနာဂုံကြီးကိုပေးထားခဲ့တဲ့မိဂုံလေးခုပဲဖြစ်ပါတယ်လောက်တော့ရပြီလားကွာကျေးဇူးတင်ပါတယ်ဆရာသာဓုသာဓုသာဓုပါဆရာ